မြန်မာနိုင်ငံကစေတီပထိုးတော်တော်များများမှာအမျိုးသမီးမဝင်ရအမျိုးသမီးမတက်ရဆိုတဲ့တားမြစ်ချက်လေးတွေရှိနေတာမြင်တွေ့ဘူးကြမှာပါဒီလိုရေးသားတားမြစ်ထားတာကိုမြင်နေနိုင်ငံသားသားအချို့ကလည်းမကြာခဏဆိုသလိုဘာလို့ဒီလိုမျိုးခွဲခြားထားတယ်လဲဆိုတာကိုမေးမြန်းကြလေလေရှိနေရဒါကြောင့်အမျိုးသမီးတွေကိုတားမြစ်ထားတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ပမောက်ခချုပ်ဆရာတော်အရှင်ဒေါက်တာနန္ဒမာလာပြုဝင်သားရဲ့ရှင်းလင်းပြပြထားချက်များကို Body Healing အစီအစဉ်မှနေပြီးတော့တင်ဆက်ပေးလိုက်ရပါတယ် မက္ကဆီကိုနိုင်ငံကဗုဒ္ဓဘာသာဖြစ်ခါစလူရောက်30လောက်မြန်မာပြည်ကိုလာတဲ့ကြဆင်ခါကဆရာတော်ဖျားကြီးကိုမေးမြန်းခဲ့တဲ့အတွက်ဆရာတော်ကပြန်လည်ဖြေကြားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်။ဆရာတော်ကိုမက္ကဆီကန်သူမျိုးသမီးတယောက်ကမန္တလေးမဟာမြတ်မုနိဖျားကြီးဝင်ဖူးတဲ့အခါမှာမျိုးသမီးမဝင်ရဆိုတဲ့အဆိုင်ပုတ်တွေ့လာခဲ့ပါတယ်။ဗုဒ္ဓဘာသာကအဲ့ဒီလိုခွဲခြားဆက်ဆံသလားလို့မေးမြန်းခဲ့ပါတယ်။ သူတို့ကနိုင်ငံခြားကလာတဲ့အမျိုးသမီးမျိုးသားတွေဖြစ်တဲ့အတွက်အင်မတန်ဆူဆန်းကြပါလေတခုခုဆိုရင်တိကျတဲ့အဖြေအများမချင်းစုပ်ကိုမင်းနေမှာပါပဲအခုဒီကိစ္စကိုမရဘူးသူကလက်မခံဘူးပေါ့အဲ့ဒီတော့ယောက်ျားတွေပဲဝင်ထွက်သွားလာပြီးမိန်းမသားတွေဝင်ရဘူးဆိုတော့ဒါဟာမိန်းမသားတွေကိုဘာသာရေးမှာတတ်တတ်နေတယ်လို့စိတ်ထဲမှာထင်ကြောင်းပေါမောက်ခတ်ကျဆရာတော်ကိုရှောက်ထားမင်းမြန်ခဲ့ကြတာဖြစ်ပါလေပေါမောက်ခတ်ကျဆရာတော်ကဘလို့ပြန်လဲမိန်ကြပေးတယ်ဆိုလို့ရှိရင် this is not Buddhism this is a tradition ဒါဟာဘုရားဘာသာနဲ့မဆိုင်ဘူးဒါဟာ tradition ်ညီမတို့ရဲ့ delete ထောင်းစံကိုခေါ်တယ်လို့ပြောတော့မှစိတ်နှက်သွားတယ်လို့ဆိုပါတယ်ဒီနေရာမှာတစ်ဆက်ထဲမှာပဲတိုးကိုက်လုပ်တဲ့သူတွေကိုလည်းဆရာတော်ဖျားကြီးကမိန့်မှားလိုက်ပါသေးတယ် မင်းတို့တွေရွှေရွှေဝဲဝဲနဲ့ရှောက်ပြောနေတယ်။ဂိုင်းလောက်တဲ့သူကိုအဲ့ဒီလိုမေးလိုက်လို့ဂိုင်းဖြစ်တဲ့သူကအယောင်ယောင်အမားမားနဲ့အမျိုးသမီးဆိုတာဖျားရှိမှမသိတော့လို့ဖမိန်တွေနဲ့ဘာညာဖြစ်လို့ဆိုပြီးတော့အဲ့ဒီလူတွေမပြောပါနဲ့။သူတို့စီမှာဖမိန်မောင်းမောင်းပြီးတော့ရေချိုးလေးယောက်ျားသားတွေအောင်ရှိတယ်လို့ဆရာတော်ကမိန်ကြားထားတာဖြစ်ပါတယ်။သို့တော့ဗမာရိအယူအဆမှာတော့ကောင်းရင်ဆိုလို့ရှိရင်အမော်ညက်ထားပါတယ်။ကောင်းရင်ကိုခြေတော်ထားရင်အလွန်စိတ်ဆိုးမယ်။ဒါဟာ traditional ပဲလို့မိန်ကြားထားပါတယ်။မြတ်စွာဘုရားရဲ့အဆုံးအမအမှန်တွေဆိုတာဟာဒီ tradition ကနေပြီးတော့ခွဲထွက်ဖို့လိုအပ်ပါတယ်။ tradition ကနေခွင်းထွက်နိုင်ဘူးဆိုလို့ရှိရင်ဗုဒ္ဓရဲ့အဆုံးအမလိုလိုပါလိုလိုနဲ့ရောထေးဝင်ရောက်နေတာဗုဒ္ဓရဲ့အဆုံးအမအစစ်ကဘယ်အချိန်လုံးလို့ကောင်းတာလို့ရင်ကောင်းတဲ့နှက်ခတ်ဖြစ်ကောင်းခင်နှက်ခတ်တွေကကိုယ့်ကိုဘာမှမတန်နိုင်ပါဘူးကိုလုံးတဲ့မလုံးတဲ့ဟာကိုမိမိဘာသာပဲမိမိနားလည်ရမှာဖြစ်ပါတယ်အကုသို့မဖြစ်အောင်လုပ်ရမယ်ကုသို့ဖြစ်အောင်တတိဆောင်ရမယ်ဒါဟာမြတ်စွာဘုရားရဲ့အဆုံးအမခြေခံပါပဲလို့ဆရာတော်ဘုရားကမိန့်ကြားပေးထားတာဖြစ်ပါတယ်မြတ်စွာဘုရားရဲ့အဆုံးအမတရားအနှစ်ချုပ်ကိုပြောရမယ်ဆိုလို့ရှိရင်ကုသို့ဖြစ်တဲ့အလုံးမန တ်များဟာလုံးလုံးကောင်းပါတယ်အကုသိုလ်ဖြစ်တဲ့အလုံးမှန်တ်များဟာမလုံးကောင်းဘူးဒီလိုပဲသတ်မှတ်ပါတယ်လို့တီတီဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတဲ့ကတူမှာပေါပေါကားတဲ့ဆရာတော်အရှင်ဒေါက်တာနန္ဒမာလာပြုမြင်သားကမင်ကြားပေးထားတာပဲဖြစ်ပါတယ်